အားလုံးပဲမင်္ဂလာပါ Marshal Academy Channel နဲ့ပြည်သူအားလုံးကျုံးစိုးပါရခင်ဗျာကျွန်တော်တို့ Marshal Academy Channel ရာဆိုရင် MMA လောကရဲ့နောက်ဆုံးတဲ့တရင်တွေ One Championship UFC ဆရှိတဲ့တရင်တွေနဲ့မြန်မာကိုယ်စားပြု Fighter တွေထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမတင်ဆက်ပေးနေတဲ့ Channel လေးတစ်ခုပါဒါကြောင့်မလို့ Marshal Local Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ထားဖို့မြတ်တိုင်ခံကြပါခင်ဗျာဟုတ်ကဲ့ပါခင်ဗျာကျွန်တော်ဒီနေ့ပြောမှာကတော့ထုံးမင်းအောင်ကိုစာမေးပွဲဆက်လိုက်တဲ့ One Championship ရဲ့အကြောင်းကိုကျွန်တော်တို့ကပြောချင်တာပါ လာမယ့်အောက်တိုဘာလ18ရက်နေ့မှာဆိုရင် 1championship က1 Friday fight 129တိုင်ပွဲကိုကျင်းပသွားတော့မယ်အဲ့ဒီ1 Friday fight 129ပြိုင်ပွဲမှာကျွန်တော်ရဲ့မြန်မာကိုစားပြု fighter လေးတယောက်ဖြစ်တဲ့ Thomas Aung ကပါဝင်ထိုးသက်သွားမယ်။ Thomas Aung ဒီဒီချင်းတွင်းမဲ့ fighter ကတော့လုံးဝပေါ်သေးသေး fighter တော့မဟုတ်ဘူး။ high fight မှာတကယ်ကိုရလက်တွေကောင်းထားတယ်။အဲ့ဒီလိုမျိုးဆွမ်းဆောင်ရအပြင်မြင်ပါတဲ့ fighter ကြော်စွာဝင်းလေးချင်းနေတဲ့ fastest ချင်းက fighter သူ့နာမည်က Tan Nong အဲ့ဒီ fighter နဲ့တွေ့မှာကန်နွန်ကဗျာ one championship မှာတော့သုံးပွဲထိုးရတယ်တပွဲနိုင်တပွဲရှုံးတပွဲက no contest ဖြစ်ထားတယ်သူ့ရဲ့ professional record မှာတော့103ပွဲနိုင်15ပွဲရှုံး4ပွဲတည်းအဲ့ဒီရလက်ကိုပိုင်ဆိုင်ထားတယ်ကန်နွန်ကအခုလက်ရှိမှာအသက်33နှစ်ရွယ်ရှိနေတဲ့ fighter ပြီးတော့သူ့ရဲ့အရက်က9ပြီ10လက်မှာဒါကတော့ကန်နွန်ရဲ့ physical line ခြေနံလက်တံကလည်းအတိုင်းအတာတစ်ခုရှိတယ်ပြိုင်ဘက်ကလည်း အလဲထုံးနဲ့ပွဲသိမ်းနိုင်တဲ့ပါဝါရှိတယ်။သူလည်းတစ်ခါတလေနော်ဒေါင်းနေကြတဲ့အလဲထုံးခံရတာမျိုးတွေရှိတယ်။ဒီစာမေးပွဲကထွန်မင်းအောင်တော်တော်လေးခက်တဲ့စာမေးပွဲလို့ကျွန်တော်ကတော့မြင်တယ်။ One Championship ကကျွန်တော်တို့မြန်မာဖိုက်တာနောက်တစ်ယောက်ကိုထပ်ပြီးဆန်းလိုက်တာ။ဒီအချိန်မှာဆိုရင်ကျွန်တော်တို့ထွန်မင်းအောင်ရဲ့ record ဘိုင်းနဲ့ထွန်မင်းအောင်ကိုလည်းကျွန်တော်တို့လေ့လာရမယ်။ထွန်မင်းအောင်ကတော့လက်ရှိမှာအသက်19နှစ်ပဲရှိသေးတဲ့ကောင်းလေး။အရက်က6ပေရှိတယ်။အရက်ကတော့တော်တော်ရှိတယ်။ ဝမ်ချမ်ပီယံရှစ်မှာ record အပြင်၄ပွဲထိုးထားတယ်၂ပွဲနိုင်၂ပွဲရှုံးအနိုင်ရခဲ့တဲ့၂ပွဲကို KO တွေနဲ့ပဲပွဲသိမ်းထားတယ်ပြီးတော့အဲ့ဒီအနိုင်ရခဲ့တဲ့၂ပွဲလုံးကိုလည်း bonus ပဲ၃သိန်းခွဲကိုထောင်းမယောင်ကသိမ်းပိုက်ထားတယ်ဒါကြောင့်မလို့ထောင်းမယောင်နိုင်တဲ့ပွဲတိုင်းက KO တွေနဲ့ပဲနိုင်တာဒီဒီချိန်မှာထောင်းမယောင်ကဘယ်လိုရင်ဆိုင်ရမလဲဆိုတာကြည့်ရမယ် ျွန်တော်တို့ physical ဘိုင်းရချိရမယ်ဆိုရင်ကန်တွန်က9ပေဆယ်လက်မှထွန်မင်းအောင်က6ပေဒါကြောင့်မလို့ထွန်မင်းအောင်ကအရင်နည်းနည်းပိုရှည်တယ်ခြေတန်လက်တန်အပြင်းလည်းနည်းနည်းလေးပိုတာတယ်နှစ်ယောက်လုံးကတော့ weight တန်းကြီးတယ်165ပေါင်ထဲမှာထိုးကြမယ်နှစ်ယောက်လုံးကလည်းစွမ်းဆောင်ရည်အပြင်းကောင်းတဲ့ fighter တွေဝမ်းချမင်းရှိကဒီဒီချင်းမှာထွန်မင်းအောင်ကိုခက်ခဲတဲ့စာမေးပွဲတစ်ခုပဲထပ်ဆက်လိုက်တယ်လို့ကျွန်တော်ကတော့မြင်တယ်မြန်မာ fighter တွေကိုဝမ်းချမင်းရှိကတောက်လျှောက်စာမေးပွဲတွေစစ်နေတာဗျာ ။သွေးလင်းထက်ကိုလည်းအခုသူတို့ကစာမေးပွဲဆက်လိုက်တယ်။စံမင်းနဲ့ထိုးခိုင်းနေတယ်ဒါပေမဲ့သွေးလင်းထက်အမှတ်မထင်ပဲရှုံးသွားတယ်။အဲ့ဒီတော့ဒေါ်လာ3သိန်းနဲ့စာချုပ်ကိုလက်ခံရရှိခြင်းမရှိဘူး။ပြီးတော့အခုလေဗရိုနီကာကိုထပ်ပြီးတော့ဝမ်ချမ်ပီယံရှစ်ကတကယ်ကိုဆွမ်းဆောင်ရအဖြစ်မြင်မာတဲ့အနစ်ဆာမဆန်နဲ့ပွဲတက်ပေးလိုက်တယ်။ဒီဘွဲမှာကောဘရော့ကဘလို့လုတ်ပြနိုင်မလဲဆိုတော့စောင့်ကြည့်ရမယ်။ဒါပြင်အခုထုံးမင်းအောင်ကလေဝမ်ချမ်ပီယံရှစ်မှာတကယ်ကိုတိုင်းပြည်သက်တွေကြားထဲမှာရေပန်းစားတဲ့ ဖက်ဒက်စ်ဂျင်ကနမေဂျောဖိုင်တန်ပြည့်တဲ့တန်နွန်နဲ့ထွန်မင်းအောင်ကိုတဲပေးလိုက်တယ်။ဒီပွဲမှာထွန်မင်းအောင်နိုင်ရင်ဒေါ်လာ3သိန်းနဲ့စာချုပ်ရဖို့ကတော့အလားအလာနည်းသေးတယ်။ဒါပေမဲ့ဝမ်ချမ်ပီယံရှစ်ကတဖြည်းဖြည်းနဲ့ထွန်မင်းအောင်ကိုထပ်ပြီးစင်တင်လာဖို့ရာခိုင်နှုန်းများတယ်လို့ကျွန်တော်ကတော့မြင်တယ်။ထွန်မင်းကိုယ်တိုင်ကလည်းသူ့ရဲ့လူမှုကွန်ရက်ဆာမေးတာကနေပြောထားတယ်မခက်ခဲတဲ့ဆာမေးပွဲဆိုတော့မရှိဘူးအကောင်းဆုံးဖြေဆိုလိုက်ပါစတဲ့ပုံစံမျိုးနဲ့ထွန်ထွန်မင်းကသူ့ရဲ့ညီလေးကိုအားပေးစကားပြောထားတယ်။ပြီးတော့ ဒီပွဲကခက်ခဲတာမှန်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမာရှယ်အပ်ပါဒါကြောင့်မလို့ပွဲမပြီးဖို့ဘဲမတိခင်ထိရလကအမျိုးမျိုးပြောင်းသွားနိုင်တယ်ထုံးမင်းအောင်ကလည်းကျွန်တော်ကို KO လုတ်ပြသွားနိုင်တဲ့အခြေချင်းတွေအများကြီးထုံးမင်းအောင်မှာပိုင်ဆိုင်ထားတယ်ဒါကြောင့်မလို့ကျွန်တော်တို့ကပေါ်သေးသေးတော့ထက် ထားလို့မရဘူး short တော့လို့မရဘူးစွမ်းဆောင်ရအပြင်နှစ်ယောက်လုံးကကောင်းတဲ့ fighter တေးကြတာကတော့ဒီဘက်ကအလဲတဝဲဖြစ်ဖို့ခြာခိုင်းလို့တော်တော်လေးများတယ်။ဘာကြောင့်လဲဆိုတော့တန်တုံကလည်းပွဲဖြတ်ဖို့ပဲကြိုးစားမှာထွန်မင်းအောင်ကလည်းရရင်ရသလိုပွဲသိမ့်တတ်တဲ့ fighter ကျွန်တော်တို့ fighter လေးကိုတူတူအားပေးကြမယ်။ဘာပဲဖြစ်ဖြစ်ထွန်မင်းအောင်ကလည်းအကောင်းဆုံးကြိုးစားထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းတဲ့ record တစ်ခုကိုပိုင်ဆိုင်နိုင်မယ်လို့တော့ကျွန်တော်ကတော့မြင်နေတယ်။ ကျွန်တော်တို့ finally ရဲ့ပွဲကလာမယ့် October 18ရက်နေ့တောက်ကြနေ့မှာကျင်းပမယ့်1 Friday 5 129ပြိုင်ပွဲမှာပါဝင်လာမယ်ထမင်းအောင်ဒီပွဲမှာလည်းအကောင်းဆုံးလက်စွမ်းပြနိုင်မယ်လို့ကျွန်တော်ကတော့ယုံနေဒါပဲဖြစ်ဖြစ်ပါဘယ်လိုဖြစ်လာမလဲဆိုတော့ကျွန်တော်တို့တို့အားလုံးဆက်ပြီးအားပေးကြမယ်ဒါကတော့လက်ရှိမှာ1 championship ကမလေးက official ချပြလာတဲ့ဒရင်တစ်ပုဒ်ကိုကျွန်တော်ကပြည်သက်တည်းတောင်ဝင်းမြပေးတာပါကျွန်တော်အနေနဲ့ထူးခြားတဲ့ထုံးမြောင်နဲ့ပတ်သက်တဲ့ဒရင်တွေရှင်းလဲနောက်နေ့မှာထပ်ပြီးတင်ပြပေးအောင်မယ် ဒီနေ့ပြပချင်တာတော့ဒါပါပဲထွန်မင်းအောင်နဲ့ထိုင်းနာမည်သောဖိုင်တာတန်နွန်တို့ရဲ့ပွဲကြောင်းကိုကျွန်တော်ကျင်ဆက်ပေးတာပါ။နောက်ရက်ဒီမှာလည်းကျွန်တော်ရဲ့ Marsha Academy Channel တွေကိုလို MMA နဲ့ပတ်သက်တဲ့ဒိန်းတွေ One Championship UFC စသဖြင့်ဒိန်းတွေနဲ့မြန်မာကိုယ်စားပြုဖိုင်တာတွေရဲ့ထူးခြားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးနေမှာဖြစ်ပါတယ်။ဒါကြောင့်မလို့ Marsha Lockout Channel တဲ့ညီကိုရီနေနဲ့ကျွန်တော်ရဲ့ Channel ကို Like and Subscribe လုပ်ထားဖို့မြစ်တိုင်ခန့်ချင်ပါတယ်ခင်ဗျာ။ပြည်သူအားလုံးထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။